ူပြောနေတာက तू ဒီလိုလွယ်တဲ့အိတ်ရှိတဲ့ဆိုဘေးအိတ်အမဲအမဲအမဲဘေးအိတ်အမဲတဲ့ပြောနေပါတယ်ရှိတာမရှိတော့ဘူးတဲ့အကိုဘေးအိတ်အမဲလည်းမရှိတော့ပါဘူးရှင်မမီတဲ့ဥစ္စာတောင်းပါရှင်မမီတဲ့ပစ္စည်းတောင်းပေးပါရှင်ဟိုးတကယ်ရှိကတကယ်ဆိုတော့တော့ကိုရတာတော့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 ဂျာကင်ရှိတဲ့ဂျာကင်ဂျာကင်ဒီလိုဂျာကင်ဇင်းနဲ့ဇင်းနဲ့လက်ဒီလိုစင်းနဲ့ဂျာကင်ရှိတဲ့ပြောင်းပြောင်းနဲ့ရှိလား ဇာကင်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 အိုးတူတေတဲ့သူပစ္စည်းတွေအကုန်ပေးတာလားအကူအသားလည်းမရှိတော့ဘူးလို့ပြောနေတယ်ရှင် နောက်တစ်ခုထပ်တောင်းပေးပါရှင်အကုန်ပေးလိုက်ပြီတဲ့အိမ်ရောက်သူတွေကပြောနေပါသေးရှင်โอ้ใส่ไม่กล้าผิดเด้ตูเนี่ยแต่ๆปิสิโอตะคู่ตอกมานี่ไม่ตั้งทาบุล่ะเด้เมินนี่บาเด้ตีตูอ่ะ စိတ်မကောင်းဖြစ်ပါနဲ့အကိုရဲ့နော်အမကတတိယမကြောင်းလို့ရှိတိုင်းတဲ့ပေးလိုက်တယ်လို့ပြောနေတယ်ကြီးကြီးမထူကြကြဟုတ်ကဲ့ရှင်ပြီနော်ဟုတ်ကဲ့ပါအတိအခမ်းပါဘောနော်တေသူအတွက်ကိုညီမတို့လှုပ်ပေးမယ်တန်ကာဘောနော်ဟိုပါဘောသုံးပါပင်မမှာမကနန်ပင်လို့ရတယ်ရှင်သုံးပါပင်မလားငါးပါပင်မလားကိုးပါပင်မလားဘောနော်အစင်ပြေတဲ့အချိန်နေတခုနဲ့ပင်ပါသုံးပါပင်မယ်ဆိုလဲရပါတယ်โอเปมิโลชิดาอยาตะเกชกะตานาสกะติปะตานาชิกะตาริยาปะตาอีโอดู ဩတုပတ္တကုသကတရှာနိယပတ္တကတိအာဒီတိဒတုဝိုးတဲ့နေရာချပေးရမယ်တဲ့ဘယ်နာမှချမလဲဆိုလို့ရှိတာတဲ့လေကားကတက်လာလို့ရှိတာအပေါ်တက်ကိုတက်ပြီးဆိုလို့ရှိတဲ့ဒီဘက်မှာစင်တစ်ခုရှိတဲ့နော်လေကားရှိတဲ့တဲ့မှာလေဒီလိုနန်းရံမှာကပ်ပြီးတော့ရိုက်ထားတဲ့စင်တစ်ခုရှိတယ်ဟုတ်လားဝဒနာရှိတဲ့ဝဒနာကတကားရှိတဲ့သွန်လာလို့ရှိတယ်ဟုတ်လားအဒီတော့ကလေးမှာတေးသူအတွက်နေရာပေးပေးရပါမယ်လို့ပြောနေပါတယ် တေသူအလောင်းကိုဟိုတုတ်တံမှာမီးတန့်ကြူပြီးတော့ရှင်ဗျာတေတဲ့သူရဲ့ဓာတ်ပုံကိုမှောက်ပြီးတော့နှင်းစီပန်းနေယူလာရဲ့ဗောရှင်ဗျာအဲ့လိုနှင်းစီပန်းနေယူလာပြီးအိမ်အိမ်ဟိုဝိညာဉ်ခေါ်လာရဲ့ဆိုပြီးပြောပါဗျာအဲ့ဒီဟာဘာကြောင့်ပါလဲဗျာနှင်းစီပန်းမှာကအဲ့ဒီလူဟာပါလာမှာဆိုတာအမှန်ပဲလားဗျာအဲစောစောကပြောလိုက်တယ်လို့လေဟိုဝိညာဉ်ကောင်လိပ်ပြာကောင်ဆိုတာမရှိဘူးလေနော် အဲ့တော့တည်သွားတဲ့သူကဇုံတစ်ခုကိုဆွဲလန်းပြီးတော့ပိတ်တာဖြစ်နေရင်တော့ဖြစ်နေမှာပေါ့ပိတ်တာဖြစ်နေရင်တော့ကိုခေါ်ရင်တော့လာမှာပဲလေကိုခေါ်ရင်ဆိုတာသူကလည်းကိုဒီဆွဲလန်းတစ်ခုခုမှဆွဲလန်းနေတာပေါ့အဲ့လိုဆွဲလန်းနေတယ်ဆိုလို့ရှိရင်တော့သူမိသားစုဝင်တယောက်ကခေါ်တယ်ဆိုရင်တော့မိသားစုတိုင်ဟောစင်းနဲ့လိုက်လာရင်လိုက်လာမှာပေါ့လေတေချာပေါ့လိုက်လာမယ်လို့ပြောလို့မရဘူးဒါကအစွဲကြောင့်ဖြစ်နေတာလေဒါလည်းပိတ်တာဖြစ်နေမှာတော့ဟို ငရဲပြည်ရောက်နေလို့ချင်းဘယ်လိုလုပ်ခေါ်လို့ရတော့မှာလဲလက်ပြည်ရောက်နေဘယ်လိုလုပ်ခေါ်လို့ရတော့မှာလဲမရဘူးဒါအစွဲကြောင့်ပိတ်တာဖြစ်နေမှသာလေခွင်ခေါ်လို့ရမယ်တော့တေချာပေါ့သေးသွားရင်ပိတ်တာဖြစ်မယ်ခေါ်လို့ရတယ်လို့ဒီလိုမျိုးမှတ်လို့မရအောင်နော်အဲ့တော့ဝိညာဉ်ကောင်နေနဲ့တော့လုံးဝမမှတ်နဲ့အဲ့ဒါလုံးဝမှားနေတယ်သေသွားရင်ဝိညာဉ်ကောင်ဖြစ်တယ်သင်္ချိုင်မှာရှိနေတယ်အဲ့ဒါတော့ခေါ်ရမယ်လို့ဒီမျိုးမထင်နဲ့ပရောမများတော့အဲ့လိုထင်နေကြတာလေသေရင်သေချာပေါ့ဝိညာဉ်ဖြစ်သွားပြီအခုကလူသေးရင်လက်ပြည်ရောက်တယ် ငရေရောက်တယ်လို့မထင်ဘူးဝิญญဖြစ်တယ်လို့မထင်နေကြတယ်အလုံးကတည်သွားရင်ဝิญญပဲတည်သွားဝิญญပဲဆိုထင်နေကြတာလေအဲ့တော့တည်သွားတိုင်းလက်ပြကောင်ဝิญญကောင်အနေနဲ့ထွက်ပြီးတော့နေတာမဟုတ်ဘူးမရှိဘူးလက်ပြကောင်ဝิญญကောင်ဆိုတာမရှိဘူးဟိုဆွဲနှမ်းမှုကြောင့်ပိတ်တာဖြစ်ရင်ဖြစ်မယ်အဲ့လိုပိတ်တာဖြစ်ရင်တော့ဦးဇင်းတို့အမျှဝေရမယ်ဟိုတပိတ်သွတ်တယ်ဆိုတာအဲ့ဒါပဲတပိတ်သွတ်တယ်ဆိုတာကတန်ဃာတော်တည်းရဲ့တပိတ်ထဲကိုစွန်းလောင်းထဲ့တာကိုတပိတ်သွတ်တယ်လို့ခေါ်တာဒီနေ့ခေတ်တော့တပိတ်နဲ့စွန်းမဖုံးပြီးတော့ဘူးဆိုတော့ဒါပေမဲ့အဲ့ဒီဝေါ်ဟာတာကြံခဲ့တာပေါ့လေ စစ်ခေတ်ကဆယ်တော်တွေအလုံးကတပိတ်နဲ့ဖုံးပေးကြတာဆိုတော့တပိတ်တဲကိုဆွန်းလောင်းထည့်လိုက်တယ်ဆွန်းတွတ်တယ်ပေါ်ခေါ်တာပေါ့လောင်းတွတ်တယ်လို့ခေါ်တာပေါ့အဲ့တော့အဲ့ဒီလောင်းထည့်လိုက်တာကိုပဲဆွန်းတွတ်တယ်တပိတ်တွတ်တယ်လို့ဒီလိုခေါ်ကြတာပြီးတော့အမြဝေးလိုက်ကြတာပေါ့လေဆိုတော့အဲ့ဒီအတွက်ကိုသူ့ကိုဖိတ်လိုက်တဲ့သဘောပဲဒါရှိခဲ့သည်ရှိတော့ပေါ့လေနော်တော့ရှိရင်တော့လိုင်းနဲ့လာမယ်ပေါ့လေမရှိရင်တော့မလာနိုင်ဘူးပေါ့ညသေချာပေါ့မမှတ်နဲ့ပေါ့အဲ့ဒီကိစ္စကိုဆရာရှင်များဆက်ဆက်မေးကိုမေးလျှောက်ခွင့်ပြပါရှင်များ တို့ရောဒီတပိတ်တုတ်တဲ့ရက်လေကိစ္စမှာပေါ့ရှင်ဗျာဘုရဝတ္တရရက်လေကိစ္စဆိုရင်ခုနှစ်ရက်နဲ့ခုနှစ်ရက်ကြာမှရက်လေအလှူဒါနကြီးပြုကြရပေါ့ရှင်ဗျာတို့ရောသိကျင်တာဒီခုနှစ်ရက်မချားမဲ့ဂျားထဲမှာတို့ရောဒီတည်သွားသူတွေကအချက်ပေးတာတို့ဒီမကျွတ်မလွတ်သေးတာတို့ပြောတယ်ဒါပေမဲ့တို့ရောခုနှစ်ရက်ထိစောက်တယ်ဆိုတာအာဖြစ်တဲ့မှာသလားနဲ့နောက်ပြီးခုနှစ်ရက်မှပဲအဲရက်လေစွန့်လှုပ်လို့ရတာလား ဒါမှမဟုတ်ရင်ဒီဟိုနေ့တိုင်းရောလုံးလို့ရလားဆိုတာသိချင်ပါပြအခုဒီအခုလို့အကောင်းဆုံးပဲလေဟိုပိတ်တာဖြစ်တယ်ဆိုတာကောင်းတယ်မဟုတ်တာပိတ်တာဘဝမှာနေစရာမရှိစားစရာမရှိဝတ်စရာမရှိငှက်ပြက်နေတာလေဆိုတော့အဲ့ဒါကိုအေးခုနှစ်ရက်ဆောင်းခုနှစ်မှငါဘဝမြောက်ဝင်မယ်ဆိုတော့သူ့ကိုခုနှစ်ရက်ဒုက္ခခံခိုင်းတာနဲ့အတူတူဖြစ်နေတယ်အဲကြောင့်အခုဒီအခုမြောက်ဝင်တာအကောင်းဆုံးအဲ့တော့ရိုးရာကတော့ခုနှစ်ရက်မှလောက်ကြတာများနေတယ်တကယ်တော့မာကင်နိုဆီလိုပြားကြီးက ီနေ့တွေဒီနေ့ချက်ချင်းကုသိုလ်ကောင်းမှုလုပ်အမြောက်ဝေတာအကောင်းဆုံးပဲရိုးရာရလဲခုနှစ်ပြည့်မှတစ်ခါလုပ်ချင်တဲ့ထက်လုပ်ပေါ်လိုက်တာတော့အကောင်းဆုံးကတော့ဒီနေ့တွေဒီနေ့လုပ်တာအကောင်းဆုံးပဲဟုတ်